တို့ညာပြည့်တန်များအလုံးမင်္ဂလာပါခင်ဗျာဆ iam မဖြူရဲ့လွမ်းခွေရစ်တီစိန်ပန်းနီတို့ဆိုတဲ့အစီလေးကိုခန်းစားဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီမနက်အေးရထားတော့မိုးတန်ဖြောက်ဖြောက်ကြားရတယ်အခုတန်းကိုတနွေလုံးလှိမ့်နေအောင်ခန်းစားကြရတာမို့မိုးတန်ကြတော့စိတ်ထဲထိတ်တဲ့ဝမ်းသာသွားပြီလေ တရင်တကားကိုအသာလန့်ပြီးလက်မပေါ်ငင်းပြီးတော့မျက်စိတွေဝင်လာတာကလက်တစ်ဖက်ကစိတ်ပန်းနေကြီးပြလို့ချက်ပွင့်နေတာဖလာလိုက်တော့ဘိုးကတစ်ဖက်ဝဲကျနေတဲ့အချိန်ဒီကလေးကပါပွေနေလိုက်ပြီးတော့သူ့ပွင့်ဖက်တွေကိုဖြေချပြနေလိုက်တာများအကြီးကားအချက်လို့လေသူ့ကိုငင်းကြောင်းကိုပြေးပြရမိတယ်ရော ကြိမ်ရဲ့အချိန်မှကဘရော့ဘန်းလို့ဆိုရင်ကျမတို့စာပြကြောင်းနေအချိန်မှကတော့စိန်ပန်းလို့ပြောရမယ်ချင်ပါရဲ့ကျမတို့အကြောင်းရှိမှာတက်တန်းရဲ့စိန်ပန်းပစ္စည်းတွေရှိတယ်ဝေကုန်းဘုအစားကျောင်းခွင်ကလာမိလာပြီဆိုတာလေသူကချက်ပြလေးတပြေလုံးဇင်းတူနေအောင်ပွင့်ချလိုက်ကြများစိန်ပန်းပစ္စည်းတွေကတစ်စက်ကျမတို့ကိုတနှစ်တာ တင်ကြရေးအတွက်တင်ကြစင်ကြတော့ခွန်အားတက်တွေဝေးကြတော့အနာဂတ်ကောင်းဆောင်တွေကိုဝေးထုတ်ကြတော့ကြောင်းခွင့်ကျင်ကြောက်ပြီးလို့ပြောလိုက်လို့ပါပဲကျမတို့ဆရာဆရာမတွေလည်းဒီလတတိယဘလောက်ကအစားတစ်တာအတွက်အစီအွေတွေလုပ်ကြအကြောင်းတက်လက်ခံကြကြောင်းသားစင်းတွေခွဲကြအတန်းနေရာချပီးကြနဲ့အလုပ်ညရရတယ်လို့မိပါတွေကလည်း တာသမီးတွေလက်ဆွဲလာပြီးတင်မပြင်မဆုံးမပါရဲ့လို့အစားစားအပ်ကြလေးတွေကလည်းငွေချင်းတွေဖယ်ဆုံးပြီးလူတုံးလာစွာစုထားတဲ့စကားတွေကိုအလူရဲ့ကြောကြဆူကြကျေကြမောကြတဲ့ကျောင်းတော်ကြီးမှာကြာပန်းချက်စီကားတွေစင်ဘူဝိတာပြေ က်ကြွလှူရှားနေကြတဲ့ဆရာတစ်ပည့်ဒီကိုစိတ်ပန်းပင်ကြီးကဝမ်းသာပါရမိမွေအပေါင်းစည်းတို့ဒီမှာရဝင်ဒီကိုကြဲကြာရင်တောင်းပန်နေတဲ့အဆောင်ပေါ်ဆုံးဖြစ်ပြီးပါလေသူကကြည့်ပြလိုက်တဲ့စိတ်ပန်းပင်ပေါ်တော့ဒီကိုရှောင်းလာတဲ့ဒီစိတ်ကိုကြည်လင်လိုက်တာဒီကိုပတ်ပါနာတဲ့ င်းလို့စာရင်းတယ်တော်ချင်းဒီမောင်းတယ်ရင်းရင်းစီအောင်ကြားရလိမ့်မယ်လို့သူညှော်လင့်ခဲ့မှာပေါ့ဒါပေမဲ့2021 February ရဲ့အိမ်မက်ဆိုးကခက်ကြမ်းကြမ်းလှုပ်လှုပ်လိုက်တဲ့အခါမှာတော့စာသင်ခန်းထဲမှာတယောက်ချင်းစီရဲ့အနာဂတ်အိမ်မက်ကိုအေးအေးချမ်းချမ်းထုစစ်နေရမယ့်လက်တွေကဘောပင်ခဲရန်တွေလွှတ်ချလိုက်ကြရပြီ။ငါတို့အနာဂတ် ငါတို့ပြန်ပြီးဆိုတဲ့စိုင်းမှုတွေနဲ့လမ်းမပေါ်တက်လာတဲ့အချူစိမ့်တွေကိုစိန်ပန်းပင်ကြီးလဲအံ့ဩမြင်သက်နေခဲ့လိမ့်မယ်ထင်ပါရဲ့မဆက်တရင်အตาမီလို့ရပြီမဲ့မတရားမှုကိုတွန်းလှန်မှုငါတို့မှလည်းတာဝန်ရှိတယ်ဆိုတဲ့စိတ်နဲ့နိုင်တဲ့ဝန်ကိုထမ်းပေးခဲ့ကြတဲ့အဖြူအစိမ့်တွေရဲ့စွန့်ရဲတဲ့တတိပတ်တော့သူဂုံယူနေခဲ့မယ်ထင်ပါရဲ့ ရောက်တရရန်ပြင်းတက်ပြင်းအချက်ချလိုက်ပြီးတယ်အခုနေတရရောက်ကကျမကိုမြင့်စာတင်ငန်းတဲ့အကြောင်းကိုလွန့်နေတာမဟုတ်လားအဖြူစိမ့်ဘွားလေးကိုတတိယနေတာမဟုတ်လားလို့မေးရင်ဟုတ်တယ်လို့မညာစရန်မဆိုင်မတော်ဖြေမိမှာပဲမလွန့်ဘဲသူရှိမလဲကွယ်ကိုနှစ်သက်ညှိုးတဲ့အလုပ်လေးစေစုနှစ်တခုကြောကြောင်ကျင်လေခဲ့တဲ့အလုပ်ကလေး လွမ်းတာပေါ့တတိရတာပေါ့အကျူစင်းတွေကိုဖြတ်ခနဲ့မြင်လိုက်ရရင်ကိုဇင်ထဲမှာကျင်ကလေးခံစားရတဲ့အချိန်မုန်းလို့တစ်ခေရတဲ့အလုံးမဟုတ်ခဲချစ်လို့စွန့်ခဲ့ရတာမဟုတ်လားဒါပေမဲ့အဲ့လိုစွန့်ထားခဲ့ရလို့နောင်တရနေသလားလို့မေးရင်တော့လုံးဝပဲလို့တက်ပြတ်သားသားမြင်ပါတယ်အမှန်တရားဘက်မှာရက်တီဖို့ဆုံးဖြတ်ချက်ချခဲ့တာကိုတသက်လုံးဂုံယူ ကျင့်နဲ့နေဦးမှာပါမစွန်ငယ်လူများအခုနေစာတင်နေရမယ်ဆိုရင်ကလေးတွေရဲ့မျက်နှာကိုကျမဘယ်လိုမှရဲရဲဝံ့ဝံ့ကြည့်နိုင်မယ်မတင်ကျောင်းမတက်ခင်တရားမြတ်သားလွတ်လပ်ခြင်းနဲ့မတွေ့ဆိုတဲ့နိုင်ငံတော်တစ်ချက်ကိုဘယ်လိုစိတ်ညှို့နဲ့စူနိုင်မာရဲလဲကိုစာတင်ကလေးဒီမတတ်မိနဲ့စာတင်ဖို့ရင်အသက်ပြည့်ပြည့်တဲ့ စာတင်ဖို့အရင်အသက်ပေးသွားခဲ့ရတဲ့မြန်မာပြည်အနှံ့ကဒီမမယ်လေးပြီးပေးဆုံးခဲ့တဲ့ပုံနှိပ်စာအုပ်လေးပြီးဖွင့်မစားပြစ်လိုက်တဲ့ပေးဆုံးတမင်းကြိုက်လေးတွေကိုလူမှုကွန်ရက်မှာအချိန်များစွာမြင်နေခဲ့ရတာဘယ်လိုအေးချမ်းနိုင်ပါလဲလဲစာကိုလည်းတင်စိတ်ကိုလည်းပြင်ပြီးနိုင်မှဆရာလေးကျမက CDM မလုပ်ဖြစ်ခဲ့လို့ခုနေစာတင်နေရရင် ကလေးတို့ရေလူဆိုတာပူချင်းစာတရားရှိရတယ်ကွအမမှန်ကိုဖွဲခြားခဲ့ရတယ်ကွမဟုတ်တာမလုပ်ဘူးလို့ဂုံယူနေဦးတယ်လေမရသေးဘူးကွဟုတ်တာတွေလည်းလုပ်ရသေးရဲ့ကွမဟုတ်တာလုပ်ခဲ့ဒီကိုလည်းတားဆီးပြီးလို့လူတယ်ကွစရက်လူပီတားရင်ကျုပ်ဝတ်တွေကိုဘယ်လိုတည်ဝင့်ပါမလဲအမှန်တရားဘကူရဲရဲကြီးရက်သွားတယ်ကိုရဲ့လုတ်ဖို့ကိမ့်မဲ့တွေ တပည့်လေးတွေတချို့ကထောင်ထဲမှာတချို့ကတော်ထဲမှာတချို့ကရေမြင်ရချတိုင်တပားမှာတချို့ကမိသားစုကိုစွန့်လို့တချို့ကအသက်ကိုပါစွန့်သွားခဲ့ကြပြီဒါတွေကိုတိတိကြီးနဲ့ဘယ်အစိုးရတက်တက်ကိုအစိုးရတို့အလုပ်ကစတင်ဖို့ပဲနိုင်ငံရေးကတို့နဲ့မဆိုင်ဘူးမင်းတို့ကကြောင်တာစာစုစာပဲလုပ်ကြရဲ့လို့ကျမညံ့လာမပြောင်းဝင်လာအမှန် ကိုတိုင်ကလည်းပုံနှိပ်ကိုထုတ်စာမျက်နှာဘယ်လောက်ကိုလန်းပုတ်စာကိုဖတ်ဒီမှာငါတွတ်တာကြည့်ဒီအတိုင်းအပေမတ်ဆိုပြီးနှလုံးသားမှာစိတ်ရုပ်လေးတွေထက်ပြီးမထုတ်လို့ချင်တော့ဘူးရှင်ကလေးတွေကိုလွတ်လွတ်လပ်လပ်စာတင်ကြတယ်စိတ်တွေကိုပြင်ပေးကြတယ်လူကျင်ဝတ်တဲ့ကိုကျိစာတရားကိုနှလုံးသားလုံးစီထုတ်ဆက်ပေးကြတယ်သူတို့ရဲ့လွတ်လပ်တဲ့ဒီလိုမျိုး အတောင်ပံတက်ပြီးကြတယ်။သူတို့အနာကအိမ်မက်ပြီးအကောင့်ထဲပို့မှုကူခံပြီးပြီးကြတယ်။အဲ့လိုဆရာပီပီတတ်တာသင်ကြားပုံပေါ်ပေးရတဲ့နေ့ကြမှာဖြူစိမ့်ကိုမြက်မြက်လုံလုံဝိပ်ပြီးစာတင်ရစီပြန်လာခဲ့ပါဟုတ်လေ။အဲ့ဒီနေ့ကျဆောင်ကျူပြမအောင်စိတ်တန်းကြည်ဆရာမဖြူအဆုံးထိနားဆင်ပြီးကြရတဲ့အတွက် အားလုံးကိုကျေးဇူးတူတယ်ပြင်ရှိပါတယ်ခင်ဗျာတို့ညာပြိဿအားလုံးမိဖုရားဝေးကွာလို့ကောင်းကျိုးလိုရာဆန္ဒအားလုံးကြည်စုံကြပါစေခင်ဗျာ